နီလာကြောင့်စီဝါတက်နိုင်တဲ့ရှားသေးပွားများမင်္ဂလာပါပရိသတ်ကြီးရှင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့နီလာကြောင့်စီဝါတက်နိုင်တဲ့ရှားသေးကွေးနေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါရီနီလာဆိုတာကတော့ဗရမများလို့ပဲခိုရမ်တန်လို့ခေါ်တဲ့သတ္ထုအုပ်စုဝင်ကြောက်တစ်မျိုးဖြစ်ပါရီဗရမများကအနေအောင်ဖြစ်ပြီးတော့နီလာကတော့အများအားဖြင့်အပြာရောင်ဖြစ်ကြပါရီဒါပေမဲ့ပန်းရအဝါရောင်စိမ်းရောင်စားတဲ့အရာဝင်မျိုးနဲ့လည်းတွေ့ရကြပါရီ ။ဤလောင်စိန်ပြီးရဒုတိယအမကျော်ဆုံးကြောက်တီထဲမှာပါဝင်ပြီးမကျော်မှုစကေးမှာကိုမဲရရှိထားပါရီ။သူရဲ့မကျော်မှုနဲ့လာပါတဲ့အရာကြောင့်ဤလောင်ကိုရှေးရခင်ဘရင်ပြေမတွေကစပြီးဘာသာရေးခေါင်းဆောင်တွေအထိပါသစ္စာရှိမှုနဲ့ဉာဏ်ပညာရဲ့သင်္ကေတဖြင့်တန်မိုးတာဝစ်ဆင်ခဲ့ကြပါရယ်။နီလာကိုအုပ်စိုးတဲ့ကျိုးကစေတန်ကျိုးပဲဖြစ်ပါရယ်။ဘေးနေပညာရာစေတန်ဟာအလောက်ကိုင်းစီကဲနဲ့ရေရှည်တည်တဲ့အောင်မြင်မှုကိုကိုးစားပြုပါရယ်။နီလာကိုဝစ်ဆင်ခြင်းအပြင်အလောက်ကိုင်းပိုင်းဆိုင်ရာ တည်ငြိမ်မှုခက်ခဲမှုများကိုကျော်လွှားနိုင်ခြင်းနဲ့စ조사အထောက်မှုရဲ့ရှားလက်ကိုပုံမရရှိစေတယ်လို့ယုံကြည်ရကြောင်းစီးပွားရေးနယ်ပယ်မှာအောင်မြင်မှုကိုထောက်ပံ့ပေးပါရည်။ဂျာပင်နီလာရဲ့အပြာရောင်ကစိတ်ကိုအေးချမ်းစေပြီးအတွေးခေါ်ကိုရှင်းလင်းစေတဲ့ဂုဏ်သတိရှိပါရည်။ဒါကြောင့်သိပ္ပံပညာရှင်များအမှုပညာရှင်များနဲ့ဖန်တီးမှုလုပ်ငန်းတွေလုပ်ကိုင်သူတွေအတွက်အလွန်ကောင်းမွန်ပါတယ်။ဒီလာကစိတ်ကိုတည်ငြိမ်စေတာကြောင့်အရာတစ်ခုပေါ်မှာပုံမှန်နဲ့ဆိုင်တဲ့အာရုံစုဆိုင်မှုကိုရရှိစေပြီးအိုင်ဒီယာသစ်တွေဖန်တီးရမှာထ ිය မှုရှိစေပါရည်။ မိုင်းတရှောင်းမှာနီလာကိုဘီရင်တွေနဲ့ခေါင်းဆောင်တွေကဝစ်စင်ထားပါရယ်သူတို့ဟာဂုံသိခါတစ္ဆာရှိမှုနဲ့ရင်းချက်တဲ့ဉာဏ်ပညာကိုကိုးစားပြုတဲ့အတွက်ဝစ်စင်သူရဲ့လူမှုစင်တန်းကိုမြင့်တင်ပေးပြီးခေါင်းဆောင်မှုစွမ်းရည်ကိုပုံမခိုင်မာစေပါရယ်လူအများရဲ့ယုံကြည်မှုကိုရှာဥပိုးနဲ့မိမိရဲ့ဩစာအာဏာကိုထိမ့်သိမ်းဖို့အတွက်အကောင်းဆုံးကြောင်းမြတ်နာလို့လည်းတမက်ကြပါရည်။နောက်ထပ်ထပ်ပြီးတော့နီလာကိုဝစ်စင်တင်တဲ့ယာသီသုံးမျိုးအကြောင်းကိုတင်ဆက်ပေးကြပါရည်။ကာဘရီကွန်ယာသီတွေကတော့နီလာနဲ့အသင့်တော်ဆုံးပဲဖြစ်ပါရည်။ ထုံးစံရတော့ကာပရီကိုနေကိုစီတန်ကြွားတာအုပ်ဆိုးရာကြောင့်လီလာဝစ်စင်တဲ့အခါမှာအကျိုးအာနိသင်အလုံးကောင်းမွန်စွာတက်ရောက်ပါရီအထူးသဖြင့်ကာပရီကိုနေရဲ့မူလစီအဖြစ်တဲ့အလို့ကျိုးစားမှုကိုနီလာကပံ့ပိုးပေးပြီးအလို့ကန်စင်တိုင်းမြန်မာချင်းကိုဖြစ်စေပါရီဒါကြောင့်ဝါထစပက်အင်နာဂျီလိုချင်သူတွေအတွက်နီလာဟာအကောင်းဆုံးရွေးချယ်မှုဖြစ်ပါရီနောက်ထပ်ရာသီကတော့ Aquarius ပဲဖြစ်ပါရီ Aquarius ရာသီတွေကိုတော့စေတန်ကပဲအုပ်ဆိုးတဲ့အတွက်နီလာဟာအလွန်ကောင်းမွန်တဲ့အကျိုးကိုပေးစွမ်းပါရီ ဒါပေမဲ့ကွာရီရဲ့ရာသီတွေဟာမူလစရိုက်နဲ့မတူဘဲနဲ့ထူးခြားတဲ့အောင်မြင်မှုတွေရရှိလွယ်ပြီးဒီလာကသူတို့ရဲ့တည်ထင်ဖန်တီးနိုင်စံ creative thinking ကိုမြင့်တင်ပေးပါရယ်။ဒါပြင်အလောက်ကိုင်းတိုးတက်မှုလူမှုဆက်ဆံရေးကိုရဲ့ကောင်းမွန်လာခြင်းနဲ့လွှမ်းမိုးနိုင်စွမ်းပါဝါတွေကိုပါတက်စေတာကြောင့်အောင်မြင်မှုလေးမြန်စွာရရှိစေပါရယ်။နောက်ဆုံးတင်ပြခြင်းတဲ့ရာသီတွေကတော့ဘိုက်ဂိုရီပဲဖြစ်ပါရယ်။ဘိုက်ဂိုရီအနေနဲ့နီလာကိုဝစ်ဆင်ခြင်းအပြင်အလွန်ကောင်းမွန်တဲ့တိုးတက်မှုတွေကိုရရှိနိုင်ပါရယ်။ ဘိုင်ကိုရီးယားမူလာတွေကစိတ်ဆက်သေးကြသူတွေဖြစ်ပြီးနီလာရဲ့စွမ်းအင်ကြောင့်သူတို့ရဲ့ခွဲခြားစိတ်ပြန်နိုင်စွမ်းတွေဟာပုံမို့တိုးတက်လာပါရည်။ဒီလိုကြိုးကျေးဇူးကြောင့်စီဝါရေးလုပ်ငန်းတွေမှာစနစ်တကျရှိခြင်းအစီအစဉ်ကောင်းတွေချမှတ်နိုင်ခြင်းနဲ့ငွေကြေးစီမံမှုပိုင်းတွေမှာပုံမို့ကောင်းမွန်လာစေပါရည်။နောက်ထပ်လည်းဒီလိုမျိုးဘူးတုတရစီနိုင်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးမှာဖြစ်တာကြောင့်ဆောင်ပြောကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လုပ်ခဲ့ပြပါအောင်နော်။စောင်းနေကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။